အားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့တစ်ခါလောက်စဉ်းစားကြည့်ဖို့ပါဒလားကျမတို့နေထိုင်နေတဲ့ကမ္ဘာကြီးမှာလက်စစ်မီးတွေမရှိတော့ဘူးဆိုရင်ဘယ်လိုဖြစ်သွားမလဲညဘက်တွေမှာအမောင်တွေဖုံးလွှမ်းနေမယ်ဖုန်းတွေကွန်ပျူတာတွေနဲ့အလုံးလုံးလုံးမရတော့စက်ရုံတွေရပ်တန့်သွားမယ်ရုပ်ရှင်တွေထဲရလို့ပဲကမ္ဘာပြက်ကတ်ကြီးတစ်ခုလိုဖြစ်သွားမှာပေါ့ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲကျမတို့အဲ့ဒီလိုအခြေအနေမျိုးနဲ့မကြုံရပါဘူးအဲ့ဒီလိုမကြုံရအောင်လမ်းစဖော်ပြခဲ့တဲ့ permission တူရှိခဲ့ပါတယ်ကျမတို့ရဲ့နေ့စဉ်ဘဝမှာအလင်းရောင်ပေးနေတဲ့လျှက်စက်မီးတွေနည်းပညာတွေအတွက်သူ့ကိုကျေးဇူးတင်တင်တယ်လို့မိတ်ဆွေတို့ထင်ပါတယ်ဒီနေ့တော့ကျမတို့ရဲ့ဘဝတွေကိုအကြီးအကျယ်တောင်းလိုက်ပေးခဲ့တဲ့အောင်အဖွဲကောင်းတဲ့သိပ္ပံပညာရှင်နဲ့တီထွင်သူရဲ့ဘဝဆက်ကြောင်းနဲ့သူ့ရဲ့ယုံကံမှုတွေ သူ့ရဲ့မျှော်မှန်းချက်တွေကဘာကြီးကိုသူလှုပ်ဆောင်ပေးခဲ့တဲ့သူ့ရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာပါ သူ့ရဲ့နာမည်ကတော့နီကိုလာတက်စတာလို့ခေါ်တဲ့အောင်းအောင်းဖွယ်ပါရမီရှင်တူပဲဖြစ်ပါတယ်တက်စလာရဲ့ဘဝဟာတောက်ပတဲ့ဒီထွင်မှုတွေနဲ့ပြည့်နေတယ်လို့လူသိနေတဲ့ဝနဲ့ကြည်ကွဲမှုတွေနဲ့လည်းရောရှက်နေခဲ့ပါတယ်သူ့ရဲ့ကြိုးစားအထုတ်မှုရုန်းကန်မှုတွေအထူးသဖြင့်သူ့ဘဝရဲ့အချိုးကွေးတစ်ခုမှာကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကသူ့ရဲ့ပါရမီကိုဘယ်လိုမျိုးလှုံ့ဆော်ပေးခဲ့လဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပါရမီရှင်တဦးရဲ့မွေးဖွားလာခြင်းနဲ့ဒိန်းဤလွှမ်းမိုးမှုနီကိုလာတက်စလာကို1856ခုနှစ်ဇူလိုင်လ10ရက်နေ့မှာအော်စတြေးလျအင်ပါယာယနေ့ခေတ်ခရိုအေးရှားနိုင်ငံစမီချန်ဆိုတဲ့ကျင်းလက်ဒေသလေးမှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကခရိယံမုန်တော်ကြီးတပားဖြစ်ပြီးမိခင်ကတော့အိမ်တွင်းသုံးခရိယာတွေတည်ထွင်ရမှာပါရမီထူးချွန်တဲ့အမျိုးသမီးတူဖြစ်ပါတယ်ဒီတော့တက်စလာရဲ့တည်ထွင်ဖန်တီးနိုင်တဲ့မျိုးရိုးဗီဇကတော့သူ့မိခင်စီကနေရရှိခဲ့တာလို့အဆိုရမှာပါတက်စလာမှာအကူတယောက်ရှိပါတယ်နာမည်ကဒိန်းပါဒိန်းဆိုတဲ့ကူဟာတက်စလာမိသားစုရဲ့အားကိုးရသူတူပါရမီထူးချွန်သူတူဖြစ်လူတီများပြီး မိဘတွေရဲ့ချစ်ခင်မှုကအများဆုံးရရှိသူလည်းဖြစ်ပါတယ်။နီကိုလာတက်စလာကိုယ်တိုင်ကလည်းသူ့ကိုယ်သိန်းဟာသူ့ထက်ပါရမီပိုထက်မြက်တယ်လို့အမြဲတမ်းယူဆခဲ့ပါတယ်။အကူဖြစ်သူသိန်းကနီကိုလာတက်စလာပေါ်မှာစိတ်ပိုင်းဆိုင်ရာရောဉာဏ်ရည်ပိုင်းဆိုင်ရာပါအများကြီးလွှမ်းမိုးနိုင်ခဲ့ပါတယ်။နီကိုလာဟာအကူကိုအမြဲတမ်းအားကျခဲ့ပြီးသူ့ရဲ့ခြေရာကိုလိုက်နှင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါ့ပြင်ကန်ဆိုးစွာနဲ့ပဲနီကိုလာအသက်9နှစ်အရွယ်မှာပဲသူ့ကိုယ်သိန်းဟာ မြင့်စည်းရင်မတော်တဆမှုတစ်ခုနဲ့ရုတ်တရက်ကွဲလွန်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာနီကိုလာတက်စလာရဲ့ဘဝမှာအကြီးမားဆုံးသောအဖြစ်အဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာဒီဆုံးရှုံးမှုကိုဘတော်မှမေ့မရခဲ့ပဲသူ့ရဲ့ဘဝတစ်လျှောက်လုံးလိုက်ပါလာမဲ့ဝမ်းနည်းကြီးကွဲမှုနဲ့နာကျင်မှုတွေရဲ့အစာပဲဖြစ်ခဲ့ပါတယ်။သူမိဘတွေကဒိန်းကိုဘလောက်တောင်ချစ်မြှိုးခဲ့လဲဆိုတာကိုသူကောင်းကောင်းသိခဲ့တာကြောင့်သူ့ကိုယ်သူဒိန်းရဲ့နေရာကို အစာထိုးပြီး မိဘတွေကိုပျော်ရွှင်အောင်လုပ်ပေးရမယ်လို့ခံစားခဲ့ရပါတယ်။ဒီဝမ်းနည်းမှုနဲ့မိဘတွေအပေါ်တာဝန်ယူခြင်းနဲ့စိတ်ကသူ့ရဲ့တည်ထွင်ဖန်တီးမှုစွမ်းရည်ကိုလှုံ့ဆော်ပေးခဲ့တဲ့အကြောင်းရင်းတွေထဲရတစ်ခုလည်းဖြစ်ပါတယ်။အတွင်းကပါမျော်မှန်းသူ၏စိတ်။ငယ်စဉ်ကတည်းကတက်စလာဟာထူးခြားတဲ့ကလေးတူဖြစ်ခဲ့ပါတယ်။သူ့မှာတပ်ပုံမှန်ညာလိုမျိုးအလွန်ကောင်းမွန်တဲ့မှန်ညာစွာရှိပါတယ်။စောင်းတွေကိုတစ်ချိန်ဖက်ယုံနဲ့အချက်လက်တွေကိုအကုန်မှတ်မိနိုင်ပြီး သူ့စိတ်ထဲမှာစက်ပစ္စည်းတွေရဲ့ဒီဇိုင်းတွေကိုပုံရိပ်ရောင်ဖန်တီးပြီးစမ်းသပ်ကြည့်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အထူးသဖြင့်ဒိန်းဆုံးပြီးတဲ့နောက်မှာတက်စလာဟာတယောက်တည်းပုံနေတတ်ပြီးသူ့ရဲ့အတွင်းစိတ်ကဘာထဲမှာပဲပုံပြင်းနှစ်မျောနေခဲ့ပါတယ်။သူဟာထူးဆန်းတဲ့ပုံရိပ်ရောင်တွေမြင်ရောင်တာနှက်ဆိုင်တဲ့ဆုံးရှုံးမှုကိုခံစားရတာတွေရှိခဲ့တယ်လို့နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာမြင်ကွင်းတွေကို အသုံးချပြီး ။သူဟာတီထွေမှုတွေကိုစိတ်ထဲမှာအသေးစိတ်တိဆောက်ခဲ့ပါတယ်။မိစက်တခုဆိုရင်စိတ်ထဲမှာတိဆောက်ပြီးလဲပတ်ကြည့်ရတယ်။ပြဿနာရှိရင်စိတ်ထဲမှာပဲပြင်တယ်။တကယ်တိဆောက်เสียရမလို့ပဲအပြေရှာနိုင်တဲ့ပါရမီရှင်တူပါ။ဒါဟာသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့အလုပ်ကြိုးစားမှုနဲ့စိတ်ဆွမ်းအားရဲ့ပြတ်ရုပ်တစ်ခုပါပဲ။ဒီလိုပါရမီတွေရှိပေမဲ့သူ့ရဲ့ဘဝလံကလွယ်ကူခဲ့ရတော့မဟုတ်ပါဘူး။ သူ့အဖေကသူ့ကိုဘုန်းတော်ကြီးဖြစ်စေခြင်းပေမဲ့တက်စလာကတော့အင်ဂျင်နီယာတယောက်ဖြစ်ချင်ခဲ့ပါတယ်။ရုံးကမှုနဲ့ AC အိမ်မက်တက်စလာဟာ Grand နည်းပညာတက္ကသိုလ်မှာအင်ဂျင်နီယာပညာနဲ့ယူပဗေဒကိုသင်ယူခဲ့ပါတယ်။ပြည့်စင်တဲ့ပတ်သက်တဲ့သူ့ရဲ့နားလည်နိုင်စွာဟာပါမောက်ခတွေကိုတောင်ကျော်လွန်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကလက်စစ်သားအစနစ်မှာ Thomas Edison ရဲ့ Direct Current DC လို့ခေါ်တဲ့ တန်ရလျက်စစ်စီစနစ်ကို အသုံးပြုနေကြပါတယ်။ဒါပေမဲ့ဒီစီစနစ်မှာအားနည်းချက်တွေအများကြီးရှိပါတယ်။တအားကိုအဝေးကြီးပို့ဆောင်ဖို့အခက်အခဲပြီးတအားဆူရှုမှုလည်းများပါတယ်။ Tesla ကတော့ဒီထက်ပိုကောင်းတဲ့စနစ်တစ်ခုရှိရမယ်လို့ယုံကြည်ခဲ့ပါတယ်။သူ့ရဲ့စိတ်ဟာအမြဲတမ်းပိုကောင်းအောင်ပိုဆန်းသင့်အောင်ကြိုးစားနေပြီးအဲ့ဒီခေတ်ကလူအများစုကလက်တွေ့မကျဘူးလို့ယူဆခဲ့တဲ့ alternating current AC လျှက်စစ်စနစ်ရဲ့ဖြစ်နိုင်ခြေတွေကိုစတင်စိတ်ဝင်စားလာခဲ့ပါတယ်။ AC စနစ်ဟာတအားကိုအဝေးကြီးပို့ဆောင်နိုင်ပြီးတအားဆုံးရှုံးမှုလည်းနည်းပါးပါတယ်။ဒါပေမဲ့သူ့ရဲ့ဆရာတွေကအဲ့ဒီစိတ်ကူးကိုလက်မခံဘဲဒါဟာမဖြစ်နိုင်ဘူးလို့ပြောခဲ့ကြပါတယ်။ Tesla ဟာကျောင်းကထွက်ပြီး1884ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့ခဲ့ပါတယ်။သူ့အိတ်ထဲမှာ၄စင်တန်ဒေါ်လာအနည်းငယ်နဲ့ Edison စီကိုသွားပြီးအလုပ်လုပ်ဖို့သူ့ရဲ့အရင်လှုပ်ရှင်စီကထောက်ခံစာတစ်စောင်နဲ့အတူ Tesla ဟာ New York မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ Thomas Edison စီလိမ့်မူထားတဲ့အဲ့ဒီထောက်ခံစာထဲမှာကျွန်တော်ဘဝမှာလူတော်နှစ်ယောက်ကိုပဲသိရတယ်။တစ်ယောက်ကခမားပဲ။နောက်တစ်ယောက်ကတော့ဒီလူငယ်လေးပါပဲလို့ရေးထားတယ်လို့ဆိုကြပါတယ်။ Edison က Tesla ကိုအလုပ်ခန့်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာရှုပ်ထွေးပြီးပြန်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ တက်စလာဟာအက်ဒီဆင်ရဲ့ DC ဂျန်နရေတာတွေကိုပိုကောင်းအောင်မြင့်တင်ပေးဖို့တောင်းပေးခံရပြီးသူကလည်းအံ့ဩရလောက်အောင်လုပ်ပြနိုင်ခဲ့ပါတယ်အက်ဒီဆင်ကဒါကိုအောင်မြင်လုပ်နိုင်ရင်တက်စလာကိုဒေါ်လာ9000ပေးမယ်လို့ပြောခဲ့ပေမဲ့နောက်ပိုင်းမှာအက်ဒီဆင်ကဒါကအမေရိကန်ဟာတာတစ်ခုပဲလို့ပြောပြီးပယ်ချခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဖြစ်ပျက်ဟာတက်စလာအတွက်အရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပြီး အက်ဒစင်စီကထွက်ခွာက သူ့ရဲ့ကိုပိုင်ဟိမန်းချက်ကိုအကောင့်တက်ပေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။လျှက်စီးစစ်ပွဲနဲ့အောင်ပွဲအမေရိကန်မှာအလုံလက်မဲ့ဖြစ်နေတဲ့တက်စလာဟာအလုံမရွေးပဲလမ်းဖောက်တဲ့အလုပ်တွေကအစာလုပ်ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့အစီစနစ်ကိုဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။အက်ဒစင်ကသူ့ရဲ့ဒီစီစနစ်ကိုတွန်းအားပေးခဲ့တယ်။ဒီစီစနစ်ကမိုင်အနှဲငယ်အတိုင်းမှာတအားပြည့်စက်ယုံတွေလိုအပ်ပြီးအကွာအဝေးများလာတာနဲ့အမျှ စွမ်းရင်ဆုံးရှုံးမှုများပြားလာနိုင်ပါတယ်။ Tesla ကတော့အကွာအဝေးအများကြီးကိုစွမ်းရင်ဆုံးရှုံးမှုအနည်းငယ်နဲ့ပိုလွတ်နိုင်တဲ့ alternating current AC စနစ်ရဲ့တာလုံမှုကိုယုံကြည်ခဲ့တယ်။နောက်ဆုံးမှာတော့သူနဲ့အမြင်ချင်းတူတဲ့လုပ်ငန်းရှင် John Westinghouse နဲ့တွေ့ဆုံပြီးအတူတကွပူးပေါင်းခဲ့ပါတယ်။ Westinghouse က Tesla ရဲ့ AC မော်တာနဲ့တအားထုတ်လုပ်မှုစနစ်တွေကိုထုတ်လုပ်ခွင့်ရယူခဲ့ပါတယ်။ဒါကပဲ တမိုင်းတွင်တဲ့လက်စည်းစစ်ပွဲကိုဖြစ်ပေါ်စေခဲ့ပါတယ်။အက်ဒီဆင်ကသူ့ရဲ့ဒီစီစနစ်တာပိုကောင်းကြောင်းတက်စလာရဲ့ AC စနစ်ကအန်တရများကြောင်းဤအမျိုးမျိုးနဲ့မကောင်းမြင်ဝါဒတွေဖြန့်ခဲ့ပါတယ်။တက်စလာရဲ့ induction motor နဲ့ polyphase AC system တည်ထွင်မှုဟာတကယ့်ကိုတော်လှန်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါဟာလက်စစ်စွမ်းရင်ကိုအကွာအဝေးများစွာအထိထိထိရောက်ရောက်ပိုးလွတ်စေနိုင်ခဲ့ပြီးမြို့ပြတွေကိုလင်းထိန်စေကစမှုလုပ်ငန်းတွေကိုလည်ပတ်စေခဲ့ပါတ အကြီးမားဆုံးတဲ့အောင်မြင်မှုကတော့1895ခုနှစ်မှာအီယာဂရာရေတခုကိုအတုံးချပြီးမိုင်ပေါင်းများစွာဝေးတဲ့နယူးယောက်မြို့ဘတ်ဖလိုကိုအောင်အောင်မြင်မြင်နဲ့ AC လက်စစ်တအားပို့လွှတ်နိုင်ခဲ့ပြီးကမ္ဘာပထမဆုံး AC တအားပေးစေယုံကြီးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါဟာအရင်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ကိစ္စတစ်ခုကိုတက်စလာကအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတမိုင်းဝင်တဲ့အောင်ပွဲတစ်ခုပါပဲ။ တက်စလာရဲ့ AC စနစ်ဟာကဘာကြီးကိုလျှက်စစ်တအားစနစ်တစ်ခုလုံးကို ပြောင်းလဲပြီးစီခဲ့ပြီးကျမတို့နေထိုင်နေတဲ့ခင်မီမြို့ပြတွေရဲ့အခြေခံအုံမြင့်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။အလင်းထက်ကျော်လွန်သောစကူများတက်စလာရဲ့ပါရမီက AC စနစ်ထက်အများကြီးပိုကျပြန့်ခဲ့ပါတယ်။သူဟာ AC စနစ်တင်မကပဲနောက်ထပ်တည်ထွင်မှုတွေအများကြီးကိုလည်းပြုလုပ်ခဲ့ပါတယ်။သူဟာ ကျိုးမဲ့ဆက်သွဲရေးဝါယာကျိုးတွေမလိုပဲစွားရင်ပိုးလွတ်နိုင်တဲ့ကဘာကြီးတစ်ခုကိုအိမ်မက်မှတ်ခဲ့တယ်။သူဟာမြင့်မားတဲ့ပိုအားတွေကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီးတက်စလာကွိုင်ကိုတီထွင်ခဲ့တယ်။ကျိုးမဲ့မီးထွန်းညစ်ခြင်းနဲ့ရေဒီယိုထိန်းချုပ်မှုဆိုင်ရာအမကန်းစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ရေဒီယိုကိုမာကိုနီကတီထွင်ခဲ့တယ်လို့လူသိများခဲ့ပေမဲ့တက်စလာကမာကိုနီထက်စောပြီး theory ပိုင်းရောလက်တွေ့ပိုင်းမှာပါ အခြေခံအုတ်မြစ်များစွာကိုခြားပြီးခဲ့သူပါ နောက်ပိုင်းမှာ အမေရိကန်တရားရုံးချုပ်ကရေဒီယိုနည်းပညာအတွက်တက်စလာရဲ့မိုဘိုင်းခွင့်တွေကိုအသိမှတ်ပြုခဲ့ပြီးသူ့ရဲ့အဓိကကျတဲ့ပေါင်မှုကိုအတည်ပြုပေးခဲ့ပါတယ်။သူဟာဒီလိုနည်းပညာတွေမပေါ်ပေါက်ခင်1898ခုနှစ်မှာတည်းကပထမဆုံးသောအဝေးထိန်းစနစ်နှက်လေတစင်းကိုတောင်လူအများရှိမှလှုပ်ဆောင်သရုပ်ပြနိုင်ခဲ့ပါတယ်။ Rocket ရဲ့ X-ray တွေ့ရှိမှုမတိုင်ခင်ကတည်းက Tesla ဟာ X-ray တွေနဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ြည်ပြည်ဆောင်အောင်မလုပ်နိုင်ခဲ့တဲ့စီမံကိန်းတစ်ခုသူ့ရဲ့အကြီးမားဆုံးတဲ့ရီမန်ချက်နဲ့အိမ်မက်တစ်ခုကတော့ကျိုးမဲ့ကဘာပါပဲသူဟာကဘာပေါ်ကလူတိုင်းကိုလက်စစ်တအားနဲ့တည်င်းအချက်လက်တွေကိုကျိုးမဲ့စနစ်နဲ့ပေးဖို့နိုင်မဲ့ကဘာလုံးဆိုင်ရာစနစ်တစ်ခုကိုဖန်တီးချိန်ခဲ့တာပါဒါကြောင့်နာမည်ကျော် Warden Cliff Tower ကိုတည်ဆောက်နိုင်ခဲ့ပြီးမဲ့ကံကောင်းစွာနဲ့ပဲယင်းဒီပြုံနံသူတွေကဒီစိတ်ကူးကိုသဘောမပေါက်ခဲ့ကြပါဘူး ရန်ပုံငွေပြတ်တောက်သွားပြီးငွေကြေးလုံလောက်မှုမရှိရကြတော့ဒီစီမံကိန်းကိုပြီးဆုံးအောင်မလုပ်နိုင်ခဲ့ပါဘူးတက်စလာဟာသူ့ရဲ့စကူးတွေကခရှိကိုအလွန်စောရောက်နေတဲ့အတွက်နားလည်မှုလွှဲမခံရပြီးသူ့ရဲ့နောက်ဆုံးနှစ်တွေမှာအထူးကြံစည်စွာနေထိုင်ခဲ့ရပါတယ်အထူးကြံမှုနဲ့ဆင်းရဲမှုတက်စလာဟာသူ့ဘဝရဲ့နောက်ဆုံးနှစ်တွေကို အထူးကြံစွာနဲ့ပဲငွေကြေးအခက်အခဲတွေကြားမှာဖြတ်တန်းခဲ့ရပါတယ်သူဟာ ဟိုတယ်ခန်းတွေမှာပြောင်းရွှေ့နေတိုင်းခဲ့ပြီးသူ့ရဲ့ထူးဆန်းတဲ့စိတ်ကူးတွေနဲ့စမ်းသပ်မှုတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပေမဲ့လူတွေကသူ့ကိုသိပ္ပံပညာရှင်ကြီးတစ်ယောက်ထက်ထူးဆန်းတဲ့ပါရမီရှင်တစ်ယောက်အဖြစ်ပိုပြီးရှုမြင်လာခဲ့ကြပါတယ်။အသက်86နှစ်အရွယ်တက်စလာဟာနယူးယောက်မြို့ကိုဟိုတယ်ခန်းတစ်ခုမှာ1943ခုနှစ်မှာတယောက်ထဲအထူးကြံစွာကွယ်လွန်သွားခဲ့ပါတယ်။ သူတည်ဆုံးချိန်မှာဆင်းရဲမွေ့တေပြီးအကျွေးတွေအများကြီးတင်ကြံခဲ့ပါတယ်ကျွန်ုပ်တို့ကဘာနှစ်သူဤတယောက်မှုဒါဆိုနီကိုလာတက်စလာကကဘာကြီးကိုပဲလို့ပြောင်းလဲပေးခဲ့တယ်လေသူဟာတည်ထွင်မှုတွေလုပ်ခဲ့ရုံတသက်မဟုတ်ပါဘူးသူဟာခစ်တဲ့ကဘာကြီးရဲ့အခြေခံအဆောက်အုံတွေကိုဒီဇိုင်းဆွဲခဲ့သူပါမိတ်ဆွေတို့မီးခလုတ်တစ်ခုဖွင့်လိုက်တိုင်းကွန်ပျူတာတစ်လုံးသုံးလိုက်တိုင်းရေဒီယိုနားထောင်လိုက်တိုင်း Tesla ရဲ့ AC စနစ်ပေါ်အခြေခံထားတဲ့ဤပညာကိုအသုံးပြုနေရပါပဲ။သူတီထွင်ခဲ့တဲ့လက်စစ်စနစ်ကပဲကမ္ဘာပေါ်ကနိုင်ငံတိုင်းရဲ့မြို့ပြတွေစက်ယုံတွေအိမ်တွေကိုလက်စစ်မီရရှိစေခဲ့တာပါ။သူခေတ်ကသူ့ကိုနားမလည်ခဲ့ကြပြီမဲ့နီကိုလာတက်စလာရဲ့ကြီးမားတဲ့စိတ်ကူးစိတ်တမ်းတွေကဒီနေ့ကျမတို့ရဲ့ခေတ်သစ်ကဘာကြီးကိုတိဆောက်ဝေခဲ့ပြီးကျမတို့ရဲ့အနာဂတ်ကိုဆက်လက်ပြီးစွန့်ရင်ပြီးနေဆဲပဲဖြစ်ပါတ တက်စလာသာမရှိခဲ့ရင်ကျမတို့နေထိုင်နေတဲ့ခင်မီကဘာကြီးဟာအခုလိုမျိုးဖြစ်လာနိုင်မှာမဟုတ်ပါဘူး။နာမည်မတင်ရှာတော့သူရဲ့ကောင်။နီကိုလာတက်စလာဟာသူ့ရဲ့ပါရမီနဲ့အလုပ်ကြိုးစားမှုတွေနဲ့ကဘာကြီးကိုမြှင့်ထွန်းပေးခဲ့တဲ့အနာဂတ်ကိုမျှော်မှန်းပြီးလမ်းခင်ပေးခဲ့တဲ့အောင်းအောင်းဖွယ်ကောင်းတဲ့သိပ္ပံပညာရှင်တဦးပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ဟာအက်ဒီဆင်လိုမျိုးအများအသိ မတင်ရှာခဲ့ပေမဲ့ ူရင်လှုပ်ဆောင်ခဲ့တဲ့အရာတွေကို ကျမတို့ရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းအသုံးပြုနေရပါတယ်။သူရဲ့ဘဝကနေကျမတို့ရရှိနိုင်တဲ့သင်ခန်းစာကတော့ကိုယုံကြည်တဲ့အရာတစ်ခုကိုဘယ်တော့မှလက်မလျှော့ပါနဲ့။တခါတလေမှာသင်ရဲ့စိတ်ကူးတွေကခင့်ကိုယ်စောရောက်နေနိုင်ပေမဲ့တနေ့ကျရင်အမှန်တရားဟာပေါ်လွင်လာမှာပါ။ဆိုရပါပဲ။နီကိုလာတက်စလာရဲ့ဘဝစက်ကြောင်းကနေမိတ်ဆွေတို့တစ်စုံတစ်ခုအတင်ယူရရှိခဲ့တယ်ဆိုရင်လာရင် subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ ချက်လည်းစိတ်ဝင်စားစရာကောင်းတဲ့ပါရမီရှင်တွေရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မလို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်